တင်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မာထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့သတင်းအကြောင်းအရာတွေကတော့မန္တလေးနှင့်အေရသူကူအမြအနာကအတိုင်ဝန်ကိုနှက်ဆိုင်စွာတည်ဆောင်ပေးလို့ရုပ်သမရရှိချင်းဖြင့်ကဘူချုံမှုကြီးမေအောင်လိုင်းကိုပြောချောင်းဆိုရတဲ့တွင်မန္တလေးပြည်သူစေယုံကြီးရှိအရွတ်ရွှေရောကောင်ကိုကိုထပ်ဆောင်ပြန်လည်ဖွင့်နိုင်ပြီဆိုရတဲ့တွင် စီရညောစေးတပိတ်သားကို80ကျန်းအထိကြာစင်းဆိုတဲ့တွင်နိုင်ငံတကာသတင်းပုံလေးနဲ့ဗန်းဆိုင်ပြိုးရေးလုပ်ငန်းဖြင့်တရုတ်ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးလာစေကလူငယ်လူရွယ်များနေရပြောင်းရောက်လာဆိုတဲ့တွင်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့မြန်မာနိုင်ငံနှင့်အေရတူပူဝမ်းများအနာဂတ်အတိုင်းဝန်းကိုနှဆိုင်စွာတည်ဆောင်မယ်လို့တရုတ်သမ္မတရှီကျင်းဖင်ကဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံနှင့်အေရတူပူဝမ်းများအနာဂတ်အတိုင်းဝန်းကိုနှဆိုင်စွာတည်ဆောင်သွားမယ်လို့တရုတ်သမ္မတရှီကျင်းဖင်ကမြန်မာကောင်ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်မေလ9ရက်နေ့ကမော်စကိုတွင် တွေ့ဆုံစဉ်ပြောကြားလိုက်ပါသည်။ ဆိုဖီယာပြည်တော်စုရဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထည်အမတ်အခမ်းအနားတက်ရောက်ခဲ့စဉ်အတွင်းခေါင်းဆောင်နှစ်ဦးတွေ့ဆုံခဲ့ကြတာဖြစ်ပါသည်။ တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့မိမိနိုင်ငံအခြေအနေနဲ့တိုက်ညီတဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းဆောင်ရွက်နေမှုမိမိရဲ့အချုပ်ချာအာဏာလွတ်လပ်ရေးနယ်မြေတည်ထောင်ခိုင်မြဲရေးနိုင်ငံတည်ငြိမ်ရေးနဲ့ပြည်တွင်းနိုင်ငံရေးကိစ္စမှန်မှန်တိုးတက်နေမှုတွေအပေါ်ထောက်ခံအားပေးတယ်လို့လည်းရှိကပြောပါတယ်။ အထူးအပြင်တရုတ်မြန်မာစီးပွားရေးစင်ချမ်းရဲ့အထူးကစီမံကိန်းတည်ဆောင်နေမှုတွေဆက်လက်တိုးတက်နေဖို့တရုတ်နဲ့မြန်မာမဟာပြူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုနှဆိုင်စေရည်လဲတရုတ်တမရကတောင်းဆိုလိုက်ပါတယ်အထူးအပြင်မြန်မာနိုင်ငံအတွင်းကတရုတ်နိုင်ငံသားအဖွဲ့အစည်းတွေနှင့်စီမံကိန်းတွေလုံခြုံရေးအာမခံဖို့နဲ့နေဆက်ဖြတ်ကျော်အွန်လိုင်းလိမ်လည်နှိမ်နင်းမှုတွေအရှိန်မြင့်ဆောင်ရွက်ဖို့လည်းရှိကပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းမြန်မာနိုင်ငံမှာငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်တရုတ်နိုင်ငံဟာဝန်ထဲချောင်းပြောဆိုပြီးကယ်ဆယ်ရေးအကူအညီတွေပေးခဲ့တဲ့ပထမဦးဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်ကြောင်းနှင့်ဒါဟာနှစ်နိုင်ငံအကြားကပေါက်ဖော်ချီချီရေးကိုတသက်ပြသလိုက်တာဖြစ်ပြီးမြန်မာအထွေကဒါကိုအမှတ်ရနေလိုက်မယ်လို့ပြောဆိုပါတယ် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကိုမြန်မာကအထူးအရေးကြီးကြောင်းခံယူထားပြီးမြန်မာဟာတရုတ်ရဲ့ရင်းနှီးပြီးယုံကြည်ရတဲ့အိန္ဒိယနိုင်ငံအမည်ဖြစ်နေလိမ့်မယ်လို့ဗိုလ်ချုပ်မှူးကြီးကပြောပါထိကုန်းတွဲရေးနှင့်စွမ်းအင်ထိုးလို့နယ်ဘယ်တွေမှာပူပေါင်းဆောင်ရွက်မှုတိုးမြင့်ရေးကိုလည်းဗိုလ်ချုပ်မှူးကြီးကတိုက်တွန်းခဲ့ပါထိ အထူးအပြင်နိုင်ငံထဲကတရုတ်စီမံကိန်းတွေနဲ့တရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေးအစွမ်းကုန်ဆောင်ရွက်ပါမယ်လို့ဗိုလ်ချုပ်မှူးကြီးကပြောဆိုခဲ့ကြောင်းသိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့မန္တလေးပြည်သူစေယုံကြီးရှိအထွေထွေယောဂါကိုကိုထက်ဆောင်ပြန်လည်ဖွင့်နိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့ငလင်းတန်းတင်ပြည်သူစေုံကြီးရှိအထွေထွေယောဂအကူကိုထက်ဆောင်ကိုပြီးခဲ့တဲ့ရက်ကပြန်လည်ဖွင့်လှစ်နိုင်ပြီလို့အေယဝတီဖောင်ဒေးရှင်းကတည်ရပါတယ်။အေယဝတီဖောင်ဒေးရှင်းကအင်ဂျင်နီယာနဲ့ကျွမ်းကျင်လုံသား200ကျော်ထူဟောင်းငလင်းတန်းတင်မန္တလေးပြည်သူစေုံကြီးရှိအထွေထွေယောဂအကူကိုထက်ဆောင်အမြန်ပြန်လည်ဖွင့်လှစ်နိုင်ဖို့ဆရာဝန်ဆရာမတွေနဲ့အတူလက်တွဲပြီးမြစ်တာဖြစ်တာဝန်ယူပြင်ဆင်ဆောင်ရွက်ပေးခဲ့ပြီးပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အစိုးရမန္တလေးပြည်သူစေယုံကြီးကိုထဆောင်ပြန်လည်ဖွင့်လှစ်နိုင်ဖို့အပြန်အစည်းတွေရှင်းလင်းပြုပြင်မွမ်းမံထားလိုအပ်ထားထွေစစ်ဆေးပြုပြင်ဖြည့်ဆွက်ဆောင်ရွက်ပေးထားနဲ့တန်ရှင်းရေးတို့ကိုလည်းဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။အေယဝတီဖောင်ဒေးရှင်းအနေနဲ့မန္တလေးနယ်စခိုင်းရှိငလင်းထန်းတင်အဆောက်အဦတွေဖြိုးပြက်ရှင်းလင်းထားနဲ့ပြန်လည်မွမ်းမံတဲ့လုပ်ငန်းတွေရဲ့အတွက်လည်းစိုက်ရှင်ရန်တရားတွေနဲ့ပံပိုးကူညီဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်ရှင်။ဆလပီ ဆောင်းစီရညုံစေးတပိတ်သားကို80ကျပ်အထိကြာဆင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယခုတပတ်အတွက်ထုတ်ပြန်တဲ့ဆောင်းစီရညုံစေးမှာတပိတ်သားကို80ကျပ်အထိကြာဆင်းလာတယ်လို့ဆောင်းစီတင်သွင်းတူလောင်ပြန်ပြူးခြင်းလုပ်ငန်းကြီးချက်ရေးကော်မတီကထုတ်ပြန်တဲ့စာရင်းတွေရသိရပါတယ်။ကော်မတီကမေလ12ရက်မှ18ရက်အထိစောင်းစီရှင်ညုံစေးကိုတပိတ်သား6620ကျပ်တတ်မှတ်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ယခုလိုဆောင်းစီရှင်ညောစေးတွေကြာစင်းလာတာဟာမလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတွေမှမြန်မာနိုင်ငံကို CIF စနစ်နဲ့တင်သွင်းနေတဲ့ဆောင်းစီစေးနှုံတွေကြာစင်းလာတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ဆောင်းစီတင်သွင်းတိုးလောင်းပြန်ပြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ဆောင်းစီတွေကိုဈေးကစားဖို့ရည်ရွယ်ပြီးတိုးလောင်းထားပါကအရေးကြီးကုန်စည်းနဲ့ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့အတည်ပြုထားပြီးလက်ရှိမှာဆောင်းစီရှင်ညွန်ဈေးတွေကျဆင်းနေပေမဲ့ပြင်ပပေါင်းစီကျဆင်းတာမရှိဘူးလို့ဈေးကွက်အတွင်းကစုံစမ်းသိရှိရပါတယ်ရှင်နိုင်ငံတကာသတင်းဘုံအနေနဲ့ န်းဆိုင်ပြိုးရေးလုပ်ငန်းဖြင့်တရုတ်ကျေးလက်သေးတာစီးပွားရေးဖွံ့ဖြိုးလာစေကောင်းလူငယ်လူရွယ်များနေရပြန်ရောက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံကကျေးလက်သေးတာပြန်လည်ရှင်သန်ရေးမြင့်တင်လာရာယူနန်ပြည်နယ်မှာပန်းလုပ်ငန်းထွန်းကားလာရုံမကလူငယ်ထွေလဲမွေးရမြေတို့ပြန်လာစေခါစီးပွားရေးရှင်သန်မှုနဲ့ခင်မီစမ်းတဲ့တည်ထွင်မှုများကျေးလက်သေးတာတို့ဝင်ရောက်လာပါထိတ် ့တော်ကုမင်းရဲ့အဓိကပန်းဆိုင်ပြိုးရေးအချက်အချာကျင်းနေခရိုင်မှာပန်းရောင်းဝယ်ရေးထုံးကနေပါပြီ။တရုတ်မှာခုယူတဲ့ပန်း၁၀ပွင့်လင်းခုနှစ်ပွင့်ကယူနန်ဖြစ်ပြီးကျင်းနေကလည်းထိုအပ်ချိုးအပ်စားလောက်ရှိပါထိ။ပန်းဦးရင်ကြီးကြီးကနေတစ်နှစ်ကိုအလောက်အကိုင်းပေါင်း၄၀၀ကျော်ပေးနိုင်ပြီးအနီးနားရွာနှစ်ခုမှနေထိုင်သူတဝက်နီးပါးလောက်ကိုခန့်အပ်ထားနိုင်ကတစ်နှစ်ကိုရွှန်၄၀၀၀လောက်ဝင်ငွေရစေပါထိ။ ဒေတာတို့ပြန်လာတဲ့လူငယ်တွေထဲကအသက်20အရွယ်ဒူးကျွန်ပေါင်းဆိုရင်ချင်းနှင်းရှိဘန်းကုမ္ပဏီတစ်ခုမှပညာသင်ယူနေကဘန်းတွေကို စီးထုတ်ပိုးရပါတဲ့ကုမ္ပဏီထဲမှာငယ်ရွယ်သူတွေက အပူချိန်နှစ်ဒီဂရီမှ6ဒီဂရီဆဲစီရဲ့ကြားမှာဘန်းတွေလက်ဆက်အောင်ထိမ့်သိမ့်ပေးရတဲ့နေရာမှာလောက်ကင်ကြပါတဲ့ ရွာခန့်တွေဟာဒေတာအတွင်းရုံးကုမ္ပဏီတွေကနေဖန်လုံးအိမ်များငှားရမ်းနိုင်က ခင်မီစိုက်ပျိုးရေးနည်းပညာဖြင့်ထိရောက်မှုနဲ့အကျိုးအမြတ်ကိုတိုးတက်စေပါသည်။ တန်ရှင်းစစ်ထုတ်ထားတဲ့ရေနဲ့အဟာရဓာတ်တွေကိုရောစပ်ခြင်းဖြင့်ပိုးမွားရောဂါများမှကာကွယ်ပေးနိုင်မှာထည်။ဖန်လုံအိမ်နေရ600စတူရန်မီတာလင်းနှစ်စဉ်ယွမ်9000မှ8000ကြားရရှိနိုင်ပြီဖြစ်ပါထည်။ကျင်းနေမှာခုဆိုရင် အစ်စ်မြေပန်းဦးရင်ချန်နေရာက9.3စတူရန်ကီလိုမီတာရှိနေပြီးဘုံလုံးကွင်းပေါင်း1300လောက်ရှိနေပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ။